လေးရက်နဲ့ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်ကို trainer အများစုကမဖြစ်နိုင်ဘူးဆိုပြီးတော့ထောက်ပြနေတဲ့အချိန်မှာတချို့ trainer တွေကဒီဟာဒီ bloating ကြောင့်ဖြစ်တာပါဒီပထမပုံမှာ bloating ဆိုရဲ water retention fluid retention နဲ့ခန္ဓာကိုယ်ထဲမှာရေဓာတ်တွေစုပုံပြီးဖောနေတာကနေပြီးတော့ဒီလိုမျိုး၄ရက်အတွင်းပြန်ပိန်သွားလို့ဖြစ်နိုင်ပါတယ်ဆိုပြီးထောက်ပြနေတဲ့ trainer တွေရှိတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာသုံးသပ်ပြမယ်အချက်တချို့ဖြစ်နိုင်ခြင်းရှိမရှိอ่ะကိုယ်တိုင်ဆုံးဖြတ်ပါဆိုတော့ဒီ trainer တွေပြောစကားအရာဒီ main ကလေးဒီ before ဆိုရဲတပ်ပုံရိုက်တဲ့အချိန်မှာသူ့ခန္ဓာကိုယ်က ခဏကမှရေတက်တွေများနေတယ်ဒီ water retention တွေဖြစ်နေတယ်အဲ့အနေထားမှာသူတပွန်ရိုက်လိုက်တယ် after ရိုက်တဲ့အချိန်မှာသူခန္ဓာကိုယ်ကအဲ့ဒီ water retention တွေ bloating ဖြစ်နေရတယ် fluid retention တွေဒီဟာတွေအကုန်လုံး normal အနေထားကိုပြန်ရောက်သွားတယ်ရော့သွားလို့သူဒီလိုလေးရက်အတွင်းပိန်သွားတာပါဆိုပြီးတော့ပြောတဲ့အထိပ္ပာယ်ဖြစ်တယ်ကျွန်တော်စသုံးသပ်ပြရမယ်ဆိုရင်အရင်ဆုံးကျွန်တော်ပြောထားချင်တာဒီဒီနေရာမှာကျွန်တော် personal case တွေတခုမှထည့်မပြောဘူး trainer ဒီချင်းထည့်ရလားကစားသမားဒီချင်းထည့်ရလားဒါကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်ပြောလည်းမပြောဘူးအဲ့တော့ဖြစ်လာရရှိမရှိလေးကိုကျွန်တော်သုံးသပ်ပြမယ်နံပါတ်1အချက်အနေနဲ့ ဒီပုံနှစ်ပုံရှင်းကြည့်ရမယ်ဆိုရင်ကစားသမားမိန်းကလေးတိတယောက်ထဲတောင်ဟုတ်ရဲ့လားလို့ကျွန်တော်တန်တရားဝင်ပြီလေ။ဘာကြောင့်လဲဆိုရင်နှစ်ပုံမှာပြောင်းလဲမှုတိကြီးမားလွန်းတယ်။ပြောင်းလဲမှုတိကွာခြားလွန်းတယ်။လေးရဆိုတဲ့အချိန်တွဲမှာပေါ့နော်။နောက်တစ်ခုအနေနဲ့ဒီပုံနှစ်ပုံမှာထပ်တူကြနေတဲ့အချက်အလက်ရှားရတာအရန်ခက်ခဲတယ်။ကျွန်တော်တို့ရှားမတွေ့ဘူး။အဲ့တော့တယောက်ထဲဟုတ်မဟုတ်ကကိုယ့်ကိုသုံးသပ်ပါ။ကျွန်တော်မသိကြအောင်ကျွန်တော်ပြောပြတာ။အဲ့တော့နံပါတ်1အချက်အခုပြောမယ့်အချက်တိပိုအရေးကြီးတယ်။အဓိကကျွန်တော်ဖြည့်ရှင်းပေးခြင်းတဲ့အချက်ဖြစ်တယ်။အဲ့တော့ဒီနံပါတ်1အချက်အရာပြောရမယ်ဆိုရင် ဒီ bloating ဆိုတဲ့ကိစ္စ bloating ဆိုတာဒီခန္ဓာကိုယ်မှာရေတက်တွေများလာတာ water retention fluid retention ဒီ trainer တွေပြောနေတဲ့ကိစ္စပေါ့နော်ခန္ဓာကိုယ်မှာရေတက်တွေများဖောလာတာအဲ့လိုဖြစ်ခြင်းဒီကျွန်တော်တို့ခန္ဓာကိုယ်က hormone အပြောင်းလဲတွေနဲ့အများကြီးသက်ဆိုင်ဒီ hormone တွေအပြောင်းလဲဖြစ်လို့ကျွန်တော်တို့ခန္ဓာကိုယ်မှာရေတက်တွေအပူတွေစုလာတာခန္ဓာကိုယ်ကြီးဖောင်းပွားလာတာပေါ့နော်အဲ့တော့ဒီကိစ္စကိုကျွန်တော်က PD ကြောင့် steroid ကြောင့် knowledge sharing လုပ်ပေးနေတဲ့ body builder တယောက်အနေနဲ့ fitness professional တယောက်အနေနဲ့သုံးသပ်ပြရမယ်ဆိုရင် ဒီ trainer တွေပြောသလိုတကယ်ပဲ bloating ဖြစ်တယ်ခန္ဓာကိုယ်မှာရေတဲ့တွေစုပုံနေလို့ဖောင်းနေတယ်ပဲထားလိုက်အောင် before ပုံက၄ရက်အတွင်းမှာဒီ after ပုံနေရလို့ပြောပြင်ပြင်ကြီးလေးပြန်ဖြစ်နိုင်တယ်ဆိုတော့အဲ့လောက်မြန်လို့လားခန္ဓာကိုယ် normal ဖြစ်တာ ကဲအဲ့တော့ main ကလေးအများစု period time နီးလာလို့ရှိရင်တို့ခန္ဓာကိုယ်မှာခန္ဓာကိုယ်ကြီးဖောင်းပွားလာတဲ့ weight တွေတက်လာတတ်တဲ့အဲ့ဒီအချိန်မှာဘယ် hormone တွေကြောင့်ဖြစ်တာလဲဆိုရင် progesterone, prolactin, estrogen, insulin, cortisol ဆိုဒီ hormone တွေဒီအဓိက hormone တွေဖြစ်အဓိကကျွန်တော်တို့ဒီနေရာမှာဒီ hormone ကြီး၄၅မျိုး၆မျိုးဒီဟာအပြောင်းလဲကြောင့်ခန္ဓာကိုယ်ကအဓိကခြေရည်စုပုံလာတာမျိုးတွေ weight တက်လာတာမျိုးတွေဖြစ်သွားတာဖြစ်တယ်အဲ့တော့ဒီ hormone တွေဒီဒီလောက်ခန္ဓာကိုယ်လေးကိုဒီလိုကြီး water retention ဖြစ်အောင် bloating ဖြစ်အောင်ဖောင်းပွားနေအောင်ကမကမဖြစ်ထားရတာကနေ၄ရက်အတွင်းမှာ ပုံမှန်ပြန်ဖြစ်နိုင်ခြင်းတကယ်ရှိတာလားဒါမှမဟုတ်ပုံဟော်မုန်းတွေကပုံမှန်ပြန်ဖြစ်နိုင်ခြင်းရှိရပဲထောင်ခန္ဓာကိုယ်ကြီးရဲ့ချက်ချင်းပြောင်းလဲသွားမှာလားခန္ဓာကိုယ်ချက်ချင်း normal အနေထောင်ချက်ချင်း light သွားမှာမဟုတ်ဘူးဟော်မုန်းတွေအထက်မှာပြောင်းလဲပြီးခန္ဓာကိုယ်ကဖြည်းဖြည်းချင်းပဲ light ပြောင်းလဲနိုင်တာအဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာဒီဒီလောက်ကြီးရနေပြီးဒီလောက်ပြောင်းသွားတဲ့ရုပ်တရက်၃လရက်အတွင်းပြောင်းသွားတဲ့ခန္ဓာကိုယ်ဒီတကယ်ရောကျမ်းမာရေးနဲ့ကောင်းနေရဲ့လားကျမ်းမာရေးနဲ့ညီနေရဲ့လားနောက်တစ်ခုအနေနဲ့သူ့ခန္ဓာကိုယ်ကငကောလုံးကဒီလိုသေးသေးလေးပဲထားလိုက် ီလို water retention တွေရည်တက်တွေအများကြီးစုပုံလာတဲ့အထိဖောရောင်လာရအောင် သူ့ခန္ဓာကိုယ်ထဲကအသေးလေးကြောက်ခွက်တွေ normal အခြေအနေမှာရှိရလားကျန်းမာရေးရောပုံမှန်အခြေအနေမှာရှိရလားဒါတွေပါထည့်စဉ်းစားရတယ်အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာ bloating ဆိုတဲ့အချက်တွေမဖြစ်နိုင်ဘူးလို့ပဲပြောရင် bloating ဖြစ်နေတာဖြစ်နိုင်တယ်ဒါပေမဲ့၄ရက်အတွင်းမှာဒီလောက်ကြီးမပြောင်းလဲနိုင်ဘူး ဲ့တော့ဒီလို blocking ဖြစ်နေတဲ့ water retention ရေတက်တွေအများကြီးစုနေတဲ့ခန္ဓာကိုယ်ကြီးကနေပြီးဒီလိုခန္ဓာကိုယ်လေးပြန်ဖြစ်တဲ့အထိရေတက်တွေချက်ချင်း၃ရက်အတွင်းရော့အောင်ဖြစ်သွားနိုင်ခြင်းရှိတာဒီလုတ်ပေးနိုင်ခြင်းရှိတာဒီဘေးကျင်ခန်းလည်းမဟုတ်ဘူးစားတော့လည်းမဟုတ်ဘူးစီစေတစ်ခုပဲရှိတယ် diuretic လို့ခေါ်တယ်အဲ့ဒီစီစေတွေတောင်းရင်တော့အဲ့လိုရေတက်အများကြီးခန္ဓာကိုယ်ကြီးရဲ့ချက်ချင်းအဲ့လိုသေးသွားနိုင်ခြင်းရှိတယ် ဒီနေရာမှာကျွန်တော်ပြောချင်တာဒီဒီ main ကလေးဒီကစားသမားကိုဒီစီးစေးတွေတောက်ပါတယ်သုံးပါတယ်လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးဒီဟာတွေမတောက်ခဲနဲ့ဒီလိုကြီးမမြန်နိုင်ဘူးသုံးလေးရဲ့အတွင်းလို့ကျွန်တော်ယူဆတာဖြစ်ကြောင်းကိုရှင်းပြတာဖြစ်တယ်အဲ့တော့ခုနအရှိရာကိစ္စကိုပြန်ပြောရမယ်ဆိုရင်ဒီသူခန္ဓာကိုယ်ထဲမှာပြောင်းလဲဖြစ်လာတဲ့ဟော်မုန်းဟော်မုန်းငါးမျိုးခြောက်မျိုးဒီနေရင်ထိုင်တယ်လေ့ကျင့်ခန်းလေးဓာတ်ရည်လေးလောက်လိုက်ရုံနဲ့ normal ပြန်ရောက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုရင်လေ့ကျင့်ခန်းလေးဓာတ်ရည်တွေဒီလို beginner ကစားသမား ဗီဂန်လာမှမဟုတ်ဘူးဘယ်ကစားသမားမှမဆိုဘီဂျင်ငန်လုတ်ပြီးဒိုင်ယက်တွေပြန်လုတ်ပြီးဆိုရင်တို့ခန္ဓာကိုယ်ထဲမှာ stress hormone တွေပိုတက်တယ် cortisol hormone တွေပိုတက်တယ်စိတ်ဖိစီးမှုတွေပိုများလေရှိတယ်လူကသတိမထားမိရင်တော့ခန္ဓာကိုယ်ကြီးမှာဖိစီးမှုတွေပိုများတယ်အဲ့တော့ကမောက်ကမဖြစ်နေတဲ့ hormone တွေဒီဒီဖိစီးမှုတွေတွေ့တဲ့အခါမှာပုံမှန်ဖြစ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာပြောချင်တာက bloating အကြောင်း၄ရက်လောက်နဲ့ဒီလောက်ပြောင်းလဲသွားရဲဆိုတဲ့အချက်အလက်တွေမဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်ပြောချင်တာပါ အဲ့တော့ဒီလို၃လရဲ့အတွင်းမှာရေဝိတ်အတက်အကျကြောင်းတော့ဒီလိုခန္ဓာကိုယ်ပြောင်းလဲမှုမျိုးမဖြစ်နိုင်ဘူးဆိုရင်အစီအစဉ်ရောဖြစ်နိုင်ခြင်းရှိသေးလားဆိုတာကိုယ့်ကိုသုံးသပ်ပါအားလုံးကိုကျေးဇူးတင်ပါတယ်